ခိုင်ရီတာ channel ကိုချစ်ခင်အားပေးနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါထောင်းလိုက်တင်ဆက်ပေးချင်တာဆိုရင်ဖြင့်စာရေးဆရာဆရာနန္နာမိုးကျေးရေးသားပြုစုထားတဲ့မီလိန်တာမင်းနဲ့အရှင်နာကဒေနာတို့ဤတိမ်မွေ့နန်းနေတော်ဘာသာရေးအမေးဖြေများဆိုတဲ့စိတ်ဝင်စားဖွယ်ရာအပိုင်း၅ကိုထောင်းလိုက်တင်ဆက်ပေးမှာဖြစ်ပါတယ် subscribe like and share ခေါင်းလောင်းလေးနှိပ်ပြီးအားပေးသွားပါနော်ကျေးဇူးများကြီးတင်ပါတယ်ဒါဆိုရင်တော့အစလိုက်ပါတော့မယ်ကျမကတော့ခိုင်ပါရှင် မီလိန်နာမင်းကြီးလည်းအမိပြက်တနာနဲ့ဂျေနန်အားရခြင်းဖြစ်ပြီးရဲ့နောက်မှာတော့ဝါဇင်ပြက်တနာတွေကိုဆက်ပြန်လေတော့တယ်။အရှင်ဖုရားအရှင်ဖုရားဒီအဘယ်များလောက်ဝါဇင်ရှိပါသနည်းမင်းကြီးငါကဝါဇင်ခုနှစ်ဝါရှိခဲ့ပြီ။အရှင်ဖုရားအဘယ်ဒီလင်ခုနှစ်ဝါရှိပြီသနည်းအရှင်ဖုရားဒီပင်ခုနှစ်ဝါလုံးရေတွက်ချင်းတင်ချပင်လင်ခုနှစ်ဝါလုံးထိုစဉ်ခဏမိလိုက်တာမင်းကြီးရဲ့ခန္ဓာကိုယ်မှာဆင်းမြန်းထားတဲ့အဝိတ္တဇာရီနဲ့တကွာ မိလိန်နာမင်းကြီးရဲ့အရေးတည်မြေအပြင်၌ထင်ဟပ်ကြရောက်နေလေတယ်။ထို့သူဗရံများတောင်ရေကွက်အတွင်းမှာလေပုံရိပ်ထင်ဟပ်နေလေတယ်။အရိခာရှင်နာကတည်နာလေအရိအရေးကြရာရေကိုညွန်ပြတော်မူပြီးတော့အရှင်မင်းကြီးအရှင်မင်းကြီးရဲ့အရေးတည်မြေအပြင်၌ထင်ဟပ်ကြရောက်လျက်ရှိပါ၏။ထို့သူပင်ဗရံများတောင်ရေကွက်ဤရေမျက်နှာပြင်ထားနိုင်လေပုံရိပ်ထင်ဟပ်နေပါ၏။မင်းကြီးတို့ဆိုကမြေတို့ပြောဆိုမည်နီတင်းမင်းကြီးသည် မင်းပေလုံး ကြာရောက်ထင်ဟန်လျက်ရှိသောအရေးတို့သည်ပင်မင်းပေလော့အရှင်ဖျားအရေးသည်မင်းမဟုတ်ပါအရေးသည်တပည့်တော်ကိုမှီပြီးတော့မှထွက်ပေါ်လာခြင်းဖြစ်ပါ၏အရှင်မင်းကြီးတို့ဆိုပါကငါဤဝါစင်သည်လေထို့တူတာပင်ဖြစ်ပြီလေတော့ရေဝါစင်ကိုရေတွာပိုင်းခြားခြင်းဆိုတဲ့သင်္ချာသည်တာလေတတ္တမီအဲ့ဤငါဒီကတတ္တမဟုတ်ပေတတ္တဟူသောအရေးအတွက်သည်ငါဤကိုနိုင်တာမှီ၍ဖြစ်လာရခြင်းဖြစ်ပြီမင်းကြီး စံစစ်တော်ကခုနဝါဆိုသောအရေးအတွက်သည်အရေးပမာပင်ဖြစ်ချေ၏ထိုအခါမှာတော့မိလိန်နာမင်းကြီးလေအရှင်ဖုရားအံ့ဩဖွယ်ရှိလာပေသည်တကားအရှင်ဖုရားသည်တပည့်တော်ဇောရကမတက်တအောင်လို့စံကျေစွာနှင့်ဖြည့်ဆို့တတ်ပေသည်တကားဒလူဆိုကဝမ်းမြဝမ်းသာချီးမွမ်းလျက်ကြည်နိုးစွာနှင့်ဥခိုက်ပူဇော်လိုက်လေတော်ရေ မီလိန်နာမင်းကြီးဖို့သူအနေနဲ့အလားလားကစောင့်မျှော်တန်းတားခဲ့ရတဲ့ပညာရှိနဲ့တွေးကြုံစုံစည်းခွင့်ရလီတဲ့အတွက်ဝမ်းမြဝမ်းသာဖြစ်နေမိလေတော်ရယ်သူဖို့အချိန်ရှိသည်၍အရှင်နာကဒေနာဘာမှချင်ကဲပြီးဆွေးနွေးသမှုတွေကိုပြုရတာနေချင်တော်တာတို့ဖြစ်ရာပြည်ရေးပြည်ရာအမှုကိစ္စတွေပြီးစီးပြီးဆိုရာနဲ့အရှင်နာကဒေနာထံကိုအလိုလိုရောက်ရှိပြီးသားဖြစ်နေလေတော်ရယ်အခုလေအရှင်ထံပါရောက်ရှိနေပြန်ပါသေးပြီအရှင်ဖျား အရှံဖျားနဲ့တပည့်တော်တို့ဆွေးနွေးလိုပါ၏မင်းကြီးသင်ဆွေးနွေးလိုသည်ကပညာရှိတို့၏ဆွေးနွေးလိုခြင်းဖြစ်သလောသို့ဒီမဟုတ်မင်းတို့၏ဆွေးနွေးလိုခြင်းဖြစ်သလောအရှံဖျားပညာရှိတို့ဆွေးနွေးခြင်းမျိုးကအဘယ်နည်းမင်းကြီးပညာရှိတို့၏ဆွေးနွေးခြင်းမျိုးဟူသည်ကသွယ်ဝိုက်တင်စား၍ဆိုသည်လည်းရှိ၏ဓာတ်ရိုက်ထဲတို့ဆိုသည်လည်းရှိ၏နှိမ်ချသင်သည်တွေကိုနှိမ်ချတတ်ကဲ့သို့ချီးမြှောက်သင်သည်ကိုလည်းချီးမြှောက်၏ထူသည်ကိုလည်းထူသည်အလျောက် မထူးသည်ကိုလည်းမထူးသည်အလျောက်အဖြောင်စကားဆိုကုန်ကြလေ၏မင်းကြီးစံစက်တော်ကပညာရှိတို့ဤဆွေးနွေးခြင်းသည်ပညာတိုးပွားရေးအယူဝါဒဖြောင့်မြန်ရေးသည်သာအခြေခံအကြောင်းရင်းဖြစ်ပေသည်ဆရာဖြစ်ရခြင်းတပည့်ဖြစ်ရခြင်းရှုံခြင်းနိုင်ခြင်းဆိုတဲ့အကြောင်းကမဟုတ်ပါသေးဒါအပြင်တအုပ်နဲ့တအုပ်လေးအမြန်မထွက်မေတ္တာမပြတ်သောဆွေးနွေးခြင်းသာဖြစ်ပေသည်အရှင်နာကဒေနာဤဖွင့်ဆို ရှင်းပြချက်တွေက မိလိန်နာမင်းကြီးတွင်နှလုံးပီတိကိုစီထီတီလာခံစားရလေတော်ရယ်အရှင်မင်းကြီးမင်းဤဆွေးနွေးခြင်းကိုလည်းအဘိဓေဖွင့်တော်မူပါဖုရားမင်းကြီးမင်းတို့ဤဆွေးနွေးခြင်းဟူသည်ကမင်းပြည့်သူနှင့်အယူဆတူမျှကျမ်းသာလျင်အကြောင်းရင်းခံဖြစ်ပေ၏မာခြင်းမှန်ခြင်းသည်ကအကြောင်းရင်းခံမဟုတ်ပေထို့မှာတပါမင်းတို့ဤဌာန၌ထုတ်ဖော်ဝန်ခံပြီးလေသောအကျဉ်းအကြောင်းရာတွေသည်တစုံတရာခြုံရင်းပြက်ကွက်သည်ဖြစ်အံ့ မင်းပြေမဲတန်နဲ့မလွတ်ကင်းသည်သာသည်အရှင်ဖျားကောင်းလာပါပြီတပည့်တော်သည်ပညာရှိတို့ဤဆွေးနွေးတိုင်းပင်ဂျင်းကိုသာလင်ကျင့်သုံးပါမည်အရှင်ဖျားအနေနဲ့တပည့်တော်နဲ့ဆွေးနွေးရ၌ဖြောင့်မှန်ဂျင်းကိုသာလင်အရင်ခံလျက်ကြောင်းကြမဲစွာဇိုးရင်ချင်းကင်းစွာ ဝေဖန်ပိုင်းခြားဆွေးနွေးတော်မူပါလော့သာဓုသာဓုသာဓုပါမင်းကြီးအဲ့လိုမင်းကြီးနဲ့ရှင်နာကဒေနာတို့လည်းအတုံးပြန် ဘောညီစွာဆိုခဲ့ကြပြီးတဲ့နောက်မှာတော့မင်းကြီးလေးရှင်နာကဒေနာဤစကားပရိယေရေကိုစူးစမ်းလေ့လာလေတော့တယ်။အရှင်ဖျားတပည့်တော်ပြဒနာကိုမေးပါအံ။ကောင်းပြီမေးတော်မူပါမင်းကြီး။အရှင်ဖျားတပည့်တော်မေးပြီးပါပြီဖျား။သို့ဆိုရင်ငါဒီလေးဖြေဆို၍ပြီးခဲ့ပါ၏။အရှင်ဖျားအရှင်ဖြေဆိုထားသောအရာကညီတို့ဖြစ်ပါသည်နိ။မင်းကြီးတဲမေးသောပြဒနာကညီတို့ဖြစ်ပါသည်နိ။ မိလိန်နာမင်းကြီးဖို့မြေတို့မြရှေ့မဆက်တာတော့ပါသေးစိတ်ထဲမှာလေဤယဟန်ကအံ့ဖွယ်စမ်းချေရှိလာပြီစွာငါနဲ့ဆွေးနွေးပြောဆိုခြင်းကစွမ်းသောပုဂ္ဂိုလ်ဖြစ်ပေ၏ငါမှာညာစွာသောမေးမြန်းပွဲတို့သည်၎င်းမမေ့ရသေးသောအကြောင်းချင်းရာတွေသည်၎င်းညောင်များစွာရှိနေ၏သို့သောဤယနေ့ဖို့ကအချိန်လင့်ပေပြီထို့ကြောင့်နန်းတွင်သို့ပင်ဖိတ်ပြီးဆွေးနွေးမေးမြန်းရသောကောင်းမေစွာဒလိုဆင်ခြင်းအောင်းမေပြီး အပားမှရှိတဲ့ ဒေဝမန္တယအမတ်ကိုမှားထားလိတော်တယ်။အချင်းဒေဝမန္တယသင်သည်ရှင်နာကဒေနာအားဤသို့လျှောက်ထားပါလော့။အကျွန်ုပ်တို့မင်းကြီးသည် အရှင်ဖျားအားမနှက်ပြန်မနှက်မိုးတောက်ချိန်မှာနန်းတော်သို့ကြွားရောက်တော်မူပါယံဖိတ်ကြားသွားပါ၏။ဒလိုဆိုကငါဤကိုစားတဆင့်လျှောက်ထားပင့်ဖိတ်ပေတော်။ဒီနောက်မိလိန်နာမင်းကြီးလေးအရှင်နာကဒေနာကို ခွင်ပန်းကြားကနေရာမှာထားလျက်ယထာနဲ့နန်းတော်သို့ပြန်ကြွားနေလေတော်တယ် ခရီးစံကြားမှာကမင်းကြီးလေးရှင်နာကဒေနာဤပညာကို၎င်းရင်းရင်ထမြတ်ပုံကို၎င်းနှစ်သက်ဝမ်းမြောက်တော်မူလာတဲ့အတွက်အရှင်ဤအမည်နာမတော်ရိကိုညီတန်းရွတ်စုံနေခဲ့လေတည်းအဲ့ဒီချိန်မှာပဲဒေဝမန္တရအမတ်ကလည်းမင်းကြီးမှာကြားတဲ့အတိုင်းအရှင်နာကဒေနာကိုရှောက်ထားလိုက်ပါလေတော့တယ်ထို့ကားမှာရှင်နာကဒေနာလေးစိတ်စိတ်နှိမ်ချင်းဖြင့်ဖိတ်ကြားမှုကိုလက်ခံလိုက်လေသည်တည်းကော နောက်တနေ့မနက်မိုးတောက်လက်သည်ရှိလေသောဒေဝမန္တယအနန္တကာယမကုရအမတ်တို့တပံလာရောက်ရှောက်ထားပင့်ဖိတ်ထားသည့်တိုင်ရှင်နာကဒေနာလေးတပိတ်သင်္ကန်းတွေကို ပြင်ဆင်ဝိယုံပြီးရဟန်း၈တောင်းတို့နဲ့အတူတာကလာမျိုးတွင်းကိုလှမ်းကြွတော်မူခဲ့လေသည်အဲဒီခါမှာနောက်တော်ပါမကက်ပြီးလိုက်လာခဲ့တဲ့အနန္တကာယမကအရှင်ဖျားအရှင်ဖျားဤအမည်နာကဒေနာဟုဆိုရမှာအဘယ်တရားသည်နာကဒေနာမိပါသည်နိ ဒလုံမေးတော်မူလေတယ်။တရကသင်သည်နာဂသေနာဆိုရာ၌အဘယ်တရားသည်နာဂသေနာဟု၍အမှတ်ရှိသနည်း။အရှင်ဖုရား ကိုအတွဲမှထွက်သက်ဝင်သက်ကိုပင်နာဂသေနာဟု၍အမှတ်ရှိပါ၏ဖုရား။တရကအကျင့်ထွက်သက်ဝင်သက်တို့သည်ထွက်တော်မဝင်ဝင်တော်မထွက်ခဲ့ပါကထို့သူသည်အသက်ရှင်နိုင်ပါအံ့လော။အရှင်ဖုရားသို့ဆိုပါကအသက်မရှင်သာနိုင်ပါ။တရကော ခီယိုသဲမှုတ်သူနှဲပလွေမှုတ်တဲ့သူတဘောမှုတ်တဲ့သူတွေရဲ့လေဟာတပံပြန်၍ဝင်လာပါသေးသလားအရှင်ဘုရားထိုသူတို့ဤလေသည်တပံပြန်ဝင်ခြင်းမရှိတော့ပါဒါရကတို့ဖြစ်ပါလျက်ထိုသူတို့သည်အဘယ်ကြောင့်အတတ်မသေးကုန်ကြပါသနည်းတင်ကဲ့သို့အယူရှိသောသူနှင့်ငါသည်စကားပြောရန်မစွမ်းနိုင်ပါတကား အရှင်ဘုရားအရှင်ဘုရားသိစေခြင်းနှင့်အနတ်အဓိပ္ပာယ်တိုင်းသာတတ်မှတ်တော်မူပါလော့ဒီခါမှာတော့ရှင်နာကဒေနာလေးအချင်းတာရကအမှန် ထွက်လီဝင်လေသည့်အတတ်မဟုတ်ပေကာလသင်္ခါရသာဖြစ်ပေ၏ဒလိုဆိုကဖြည့်ရှင်းပေးတော်မူလေတဲ့အဲ့ဒီချိန်ကစားပြီးအနန္တကာယမလေးယရနာသုံးပါးကိုယုံကြည်စည်းကပ်တဲ့ဗုဒ္ဓဘာသာဝင်ဥပဒ္ဒကာဖြစ်ကိုရောက်ရှိခဲ့လေတော်တယ်။ရှင်နာကဒီနာလေးနန်းတော်ကိုရောက်လေတော့မိလိန်နာမင်းကြီးလေးခရီးဦးကျိုးဆိုပြီးကိုတော်တိုင်းမင်းကောင်းမြတ်စုံလင်လာစွာသောစုံခဲဝဲဘောဆင်တွင်လှူဒန်းစက်ကကျွေးမွေးလေတော်တယ်။ ရဟန်းတစ်ပါးစီကိုသင်္ကန်းတစ်စုံစီကိုလည်းလှူဒန်းပေးတော်မူလေတယ်။ရဟန်းအလုံးကိုစွန်ကိစ္စပြီးစီးကြသည်ရှိလေတော့ရှင်နာကဒေနာအားတလူလျှောက်ထားလေတော့တယ်။အရှင်ဖုရားအရှင်ဖုရားနဲ့တကြိမ်သောယဟန်းတို့ကတရင်တုံးတော်မူကြပါဦး။တခြားသောယဟန်းတို့ကကြောင်းတို့ပြန်လဲကြွစီပါကုန်လော့။ဤသို့ဖြင့်အရှင်နာကဒေနာနှင့်ယဟန်တကြိတ်တို့မှတပါးတန်ယဟန်တို့သည်လည်းတောင်းတို့ပြန်ကြွသွားကြလေတော့တယ်။ ဤတွင်မိလိန်နာမင်းကြီးလည်းရှင်နာကဒေနာကိုချင်းခက်ရှောက်ထားတော်မူလေသည်အရှင်ဖုရားတပည့်တော်တို့သည်ဤယနေ့၌အဘယ်သူကိုရည်ရွယ်ပြီးဆွေးနွေးပြောဆိုကြပါမည်နည်းမင်းကြီးငါတို့သည်ကောင်းကျိုးဖြစ်ထွန်းစေမှုကိုရည်ရွယ်ပြီးတော့ပြောဆိုကြပါအံထိုအခါမှာမိလိန်နာမင်းကြီးလည်းအဘပြတနာတွေကိုမင်းမြန်းရှောက်ထားရလေတော်တယ်ယဟန်ပြုခြင်းအကြောင်းရင်အရှင်ဖုရားအရှင်ဖုရားတို့သည် ညီတီအကျိုးကိုရည်မြောပြီးရဟန်းပြုကြတာပါလေမင်းကြီးအကျင်းဝေစင်းရဲ့တီခြုံငိမ့်ွယ်ပြောင်းသွားပြီလို့ဆိုပါကအသက်တော်ဝေစင်းရဲ့တို့မဖြစ်ကြကုန်ငါတို့ဒီအကျိုးကိုလိုသည့်အတွက်ရဟန်းပြုကြခြင်းဖြစ်ပြီမင်းကြီးစင်စစ်တော်ကဥပဒံတရားတွေဖြင့်ဆွဲလန်းခြင်းမရှိဘဲပရိနိဗ္ဗာန်ပြုရခြင်းတီကလွန်စွာမှမျက်လာတော်အကျိုးပင်ဖြစ်ပြီအရှင်ဖုရားရဟန်းအလုံးတို့ဒီပင်လေဝေစင်းရဲ့မှခြုံငိမ့်ရာ နိဗ္ဗာန်ကိုရည်ရွယ်ပြီးရဟန်းပြုကြခြင်းဖြစ်ပါသလုံးမင်းစီဤနေရာ၌ကွဲပြားခြားနားမှုအမျိုးမျိုးရှိကြ၏တချို့သောယဟန်သည်နိဗ္ဗာန်ကိုမျက်မှောက်ပြုလိုသဖြင့်ရဟန်းပြု၏တချို့သောယဟန်တို့ကမဲနှိမ့်ဆက်သောကြောင့်ယဟန်ပြုကြ၏တပံခိုးသူနှိမ့်ဆက်သောကြောင့်၎င်းကျွေးမိတင်ရှိနေသောကြောင့်၎င်းရဟန်းဖြစ်ဖြစ်အသက်မွေးလို့သောကြောင့်တော်လကောက်ပြုကြကုန်သည်ရှိပေ၏အကျင့်ယဟန်းတို့သည်ကထိုသို့မဟုတ်မူပေကောင်းစွာလျှင်ယဟန်းပြုကြ၏ ထိုသူတို့သည်သာလျှင်နိဗ္ဗာန်အလုံးကရဟန်းပြုကြသည်မြည်ကုန်၏အရှင်ဖျားအရှင်ဖျားသည်လည်းနိဗ္ဗာန်အလုံးကရဟန်းပြုခြင်းဖြစ်ပါသလုံးမင်းစီငါသည် ကလေးတငယ်ဘဝကပင်ရှင်သာမဏေထိုမှရဟန်းပြုခဲ့၏ထို့ကြောင့်နိဗ္ဗာန်အလုံးကရဟန်းပြုသည်ဟုမသိခင်စင်စဲတော်ကတာကီဝင်မဲသားယဟန်အများတို့သည်ငါအားယဟန်ဖြစ်ဖြစ်ကြင့်ကြံအာထုတ်သမျှတွေကိုလေးကျင့်တင်ကြားပေးကြကုန်၏ ထို့သို့သင်ကြားပေးတဲ့အတွက်လေအီမီတော်အကျုံးကယဟန်ပြုဤလို့တည်လဲတည်ဤမြင်လဲမြင်ပေ၏အရှင်ဖျားအရှင်ဖျားဖြေကြားတော်မူသောစကားသည်လျော်ကန်တင်းမြလာပါပေ၏မိလိန်နာမင်းကြီးလေယဟန်ပြုဝခြင်းအကြောင်းအကြောင်းနဲ့အကျိုးတရားတွေကိုတည်ပြီးရဲ့နောက်မှာတော့ပရိသေတွေနဲ့ဆက်လင်းပြီးတော့တင်လျှောက်ပြန်လေတော့တယ်အရှင်ဖျားတချို့သောသူတို့သည်သေးပြီးဒီနောက်ပြိတ္တိမနေတော့ဒီမှာမှန်ပါသလုံးမင်းကြီးသေးပြီးဒီနောက် ပရိသေတပံပြန်လဲပြီးတော့ယူတဲ့သူတွေလည်းရှိ၏ပရိသေမနေတော့သေးလည်းရှိပါ၏အရှင်ဖျောင်းအဘယ်သူသည်ပရိသေတဖယ်ပြန်ဖြည့်၍အဘယ်သူသည်ပရိသေမနေတော့သည်ကိုဖြေးချပေးတော်မူပါဖျောင်းမင်းကြီးကိလေသာရှိသောသူသည်ပရိသေတပံပြန်၍နေရ၍ကိလေသာကုန်ခန်းသူတို့ကပရိသေမနေတော့ဟု၍မှတ်ယူပါလုံးအရှင်ဖျားအရှင်ဖျားသည်ပရိသေနေရအောင်ပါမည်လောမင်းကြီးငါ၌ ဥပါဒံရှိသေးသည်ဖြစ်ရန်ပရိဒေရနေရပါအောင်မည်အကယ်၍ဥပါဒံမရှိတော့ပြီဖြစ်ရန်ပရိဒေရနေရခြင်းမရှိတော့ပြီအရှင်ဖျားအရှင်ဖျားဖြေးသားပေးတော်မူသောစကားတို့မှာလျော်ကန်သိမြတ်လာပါပေ၏ရှင်နာကဒိနာကဝင်းနီတော်ကိုလေးစားသူဖြစ်ရကစကားကိုအတိအကျမဆိုဘဲတွယ်ဝိုက်ပြီးတော့စကားပရိယေတုံးပြီးတော့ဖြေဆိုခြင်းဖြစ်ပါသည် သို့သောမီလိန်နာမင်းကြီးမှလည်းပညာပါရမီရင့်တန်းပြီးတရားခံရှိသူဖြစ်ရလေကရှင်နာကဒေနာဤနေဗယာကျန်းသဘောတွေကိုကောင်းစွာနားလေသဘောပေါက်တော်မူပါ रे အရှင်ဖျားတပည့်တော်မေလျှောက်ပါအောင်အံ့ယောနိတော်မနာတိကာရာဖြင့်ပရိသေရေနေရသူဟု၍ရှိပါ၏တလုံးမင်းကြီးယောနိတော်မနုတိကာရာဖြင့်ပရိသေရေနေရသူသည်ရှိ၏ပညာဖြင့်ပရိသေရေနေသူလည်းရှိ၏ပညာကင်းမဲ့လျက် ကဘာသောကုသိုလ်ဖြင့်ပရိသေရေနေသူလည်းရှိပါ၏အရှင်ဖျားတန်တန်လျောက်ပတ်စွာနှလုံးသွင်းထားမှုဆိုသည့်ယောနိတော်မနတိကာရသည်ပင်ပညာမဟုတ်ပါလုံးမင်းမြတ်ယောနိတော်မနတိကာရဟူသည်ကစင်စစ်ပညာမဟုတ်ပါကြည်ယောနိတော်မနတိကာရသည်တဘာသောတရားသာဖြစ်ပါသည်ပညာဟူသည်မှာလည်းတဘာသောတရားပင်ဖြစ်ချေ၏မင်းမြတ်စိတ်ကြွေးနွားမီကလအုပ်စာသောတတဝါတို့မှာလည်း ယောနိတော်မနတိကာရရှိကြကုန်၏တို့ပါတော်ညာလေထိုးထိုးသောတတဝါတို့မှပညာမရှိကြပါကုန်အရှင်ဖျားအရှင်ဖျားဖြေကြားတော်မူသောစကားတို့မှနှစ်လိုပဲကောင်းလာပါပေ၏မိလိန်နာမင်းကြီးလည်းတန်တန်လျောက်ပတ်စွာနှလုံးသွင်းတော်မူတဲ့သဘောဖြစ်တဲ့ယောနိတော်မနတိကာရကိုမေးမြန်းဆွေးနွေးပြီးရနောက်နှလုံးသွင်းတမ်းမှုနဲ့ပညာရည်ရဲ့ကွဲပြားခြားနာပုံတွေကိုဆက်လက်ဆွေးနွေးမေးမြန်းပြန်လည်တော်တယ်အရှင်ဖျား ယောနီတော်မနာတိကာရသည်အဘယ်သို့သောလက္ခဏာရှိပါသနည်းထို့တူပညာဆိုသည်မှာလည်းအဘယ်သို့သောလက္ခဏာရှိပါသနည်းမင်းကြီးမနာတိကာရဟုသည်စူးစီးခြင်းလက္ခဏာရှိ၍ပညာသည်ကပိုင်းခြားခြင်းလက္ခဏာရှိပေ၏ဂျေနာအားရတော်မူပါသည်အရှင်ဖျားအရှင်ဖျားမနာတိကာရ၏စူးစီးခြင်းလက္ခဏာပညာ၏ပိုင်းခြားခြင်းလက္ခဏာတွေကိုပုံဆောင်ပြီးရှင်းလင်းမိန်ကြားပေးတော်မူပါဖျားကောင်းပြီမင်းကြီးတေမင်းကြီးသည် စပားရိတ်တာကိုမြင်ဘူးပါ၏လုံးတပည့်တော်မြင်ဘူးပါ၏ရှင်ဖုရားတို့ဆိုပါကစပားရိတ်သူသည်စပားပင်တို့အားညီကဲသို့ရိတ်ဖြတ်ပါသည်နှင့်အရှင်ဖုရားစပားရိတ်တော်သူသည်စပားပင်တို့အားလဝဲလက်ဖြင့်စူးစီးဆုပ်ကိုင်းကလရဘမတစင်းနဲ့ရိတ်ဖြတ်ရပါသည်ရှင်ဖုရားမှန်ပေ၏မင်းကြီးစပားရိတ်တဲ့သူသည်လဝဲလက်နဲ့စပားပင်တွေကိုစူးစီးကိုင်းတွေကလရလက်နဲ့တစင်းကိုကိုင်းလျက်ရိတ်ဖြတ်တယ်ထိုကဲ့သို့ပင် ကမ္မထံဘာဝနာ၌ရှင်သောယောဂီပုဂ္ဂိုလ်သည်လည်းနှလုံးသွင်းထမှုနှင့်မိမိရဲ့စိတ်ကိုစူးစီးပေါင်းယုံကပညာဖြင့်ကိလေသာတွေကိုရိပ်ဖြက်အပ်ပေ၏။မင်းကြီးမနာတိကာရဤစူးစီးခြင်းသဘောကို၎င်းပညာဤပိုင်းခြားခြင်းသဘောကို၎င်းထို့သူသာလျင်တိမှတ်အပ်ပေ၏။အရှင်ဖျား၏စကားဥပမာကလျော်ကန်တင်မြတ်ဖွယ်ကောင်းလေစွာ၎င်းဆလံပြီးတော့မိလိန်နာမင်းကြီးအားလဲတိလိုဇုံးတွေကိုမချုပ်တီးနိုင်ရကသီလာဤလက္ခဏာတွေကိုမေးမြန်းပြန်လေတဲ့ အရှင်ဖုရားတိလာဤလက္ခဏာကညီတို့ရှိပါသည်။တကားတော်ရင်းမြေရှိတိလာဟူသည် ခတ်သိန်းကုံသော ကုသိုလ်တရားတွေကို၎င်းအိန္ဒရေဘူဘောဇင်မက်ကေတတိပဌံတမပဒံအေဒီပတ်ဇံဝိမောက္ခတမာတိတမာပတ္တိတွေကိုတည်စေတတ်၏။မင်းကြီးတိလာ၌တည်သောပုဂ္ဂိုလ်သည် ထိုတိလာကိုအမိတဟေပြုပြီးသိဒိတရိဝိရိယတရိတမာတရိ ပြင်းငိန် drink ဆိုတဲ့105ပါးတွေကိုစောက်တီပွားများစေတည်းအလုံးစုံသောကုသိုလ်တရားတွေကိုမမေ့မလျော့စေခင်မိလိန်နာမင်းကြီးလည်းတီလာနဲ့ဆက်လင်းပြီးတော့ထပ်မံဆွေးနွေးမေးမြန်းပြန်လေတယ်အရှင်ဖုရားတီလာ၏ဥပမာနဲ့ဆက်လင်းပြီးထင်းလင်းသောဥပမာအားဆောင်တော်မူပါဖုရားတကားတော်မင်းကြီးတစ်ပင်ပေါင်းမြတ်တို့သည်မြေကြီးကိုတီမီကြရကုန်၏ထိုတရားမြာမဖြစ်သောပေါရောက်စီပင်ဝေစာကြရကုန်တကယ်သူ ယောဂီပုဂ္ဂိုလ်တို့သည်လည်းသီလကိုအမိပြု၍၎င်းသီလကိုတည်၍၎င်းတေဒီဒရိန်အစရှိသောတရား၅ပါးတို့ကိုပွားများစေအပ်၏အရှင်ဘုရားထုတ်ထက်ချင်ရှားသောဥပမာကိုပြသတော်မူပါလောကောင်းပေပြီတကားတော်မင်းစီထိုဥပမာကမြေကြီးကိုမီ၍အတံမွေးကြသူတို့သည်မြေကြီး၌မိမိအလိုရှိသည်၍လောက်ကင်အားထုတ်ကြရတကယ်သူယောဂီပုဂ္ဂိုလ်တို့သည်လည်းသီလကိုမိယာတရားပြု၍တာလျှင် တိတ်တိတရင်အစရှိသောတရား၅ပါးတို့ကို တိုးတက်ပွားများစေအပ်သည်သာသည်အရှင်ဖျားထိုထက်တည်သာလွန်ကဲ့သောဥမာကိုပြတော်မူပါလော့အရှင်မင်းကြီးထိုထက်တည်သာလွန်ကဲ့သောဥမာကိုပုံဆောင်ရမယ်ဆိုရင်အကျဉ်ကျွန်းပြက်သမားကဲ့သို့ခုံပြန်ကြောလွားခြင်းအတက်ဖြင့်အသက်မွေးရသောအကျဉ်ကျွန်းပြက်သမားသည်မိမိ၏အတက်ကိုပြအံ့သောအခါမြေကြီးမှကြောက်စရိတ်ခဲအိုးချမ်းခွဲအိုးချမ်းပဲစတာတွေကိုဖယ်ရှားဆွန်ပြရ၏ ညီကြီးကိုညီညော့ချောင်းမွေ့စေရ၏အလုံးစုံပြုပြင်ပြီးတော့မှသာလေမိမိအတက်ကို ပြရပြီတကယ်တော့ယောဂီပုဂ္ဂိုလ်တို့ဒီလေတီလာကိုမိခိုး၍သာလေငါးပါသောအင်ဒရီတို့အားပွားများအပ်စေသည်တည်းအရှင်မင်းကြီးတီလာသည်ငါးပါသောအင်ဒရီတို့ဤတီယာပွားရာဖြစ်ကြောင်းကိုငါသာလေငါဤစွမ်းရင်ပညာဖြင့်ယခုကဲ့သို့ဥမာဆောင်သည်မဟုတ်သည်ဖျားရှင်ကိုရိုတိုင်းလေးဤသို့ဟောကြားတော်မူခဲ့ပေလေသည် ပညာနှင့်ပြည့်စုံသော ပုရုษင်ဖြစ်သောအကျဉ်းယဟန်သည်တိလား၌တည်၍တမာရီနှင့်ရှင်သောစိတ်ကို၎င်းပညာကို၎င်းပွားစေသောကိလေသာကိုပူပန်စေတတ်သော လုံလနှင့်ပြည့်စုံတတ်သောပညာနှင့်ပြည့်စုံသော ထိုပုရုษင်ယဟန်သည်ဤကိလေသာတည်းဟုသော အနောက်ရှက်အားဖြေနိုင်ဖြန့်နိုင်ရပေ၏ထို့သူဤမြေကြီးသည်တတဝါပေါင်းတို့ဤတရားဖြစ်ပေ၏ဤတိလားသည်လည်းကုသိုလ်ပွားများခြင်းဤအရင်းမြစ်လည်းဖြစ်ပေ၏အကြောင်းသည်လည်းဖြစ်ပေ၏ ညစွာဘုရားရှင်ဤသာသနာတော်၌မြတ်သောပါတိမောက္ခတံဝရသီလသည်တိလခံမည်သည်အဆိုပါအလုံးစုံသောသီလသည်ကုသိုလ်ပွားခြင်း၏အကြောင်းရင်းဖြစ်လေတည်းထိုယောခာမမိလိန်တာမင်းကြီးအားလည်းစိတ်ပဝင်ကြပြီးအရှင်ဘုရား၏ဥပမာကညာစွာမှလျော်ကန်သိမြတ်လာပါပြီတကောင်ဒလို့ဆိုကထုတ်ဖို့ချီးမွမ်းလေတော်တယ်ဒီကနေ့ရဲ့ခိုင်ရီတာချန်နယ်ကနေထုတ်လွှင့်ပေးခဲ့တာဆိုရင်ဖြင့်စာရေးဆရာဆရာနန္ဒမိုးကျေးရေးသားထားတဲ့ မိလိန်နာမဲနဲ့အရှင်နာကဒိနာတို့ဤတိမ်ဝင်းနန်းနေသောဘာသာရေးအမေးဖြေများဆိုတဲ့အကြောင်းအရာအပိုင်း၅ကိုထောက်လွှင့်ပေးခဲ့တာပါနောက်တစ်ခါမှာအပိုင်း၆ကိုဆက်လက်ထောက်လွှင့်ပေးမှာဖြစ်တဲ့အတွက်စောင့်မျှော်ကြည့်ရှုအားပေးချစ်ခင်ကြပါအောင်လို့ပြောကြရင်နှုတ်ဆက်ပါရစေချစ်ခင်ပေးလို့ကျေးဇူးပါရှင်